ရွှေဆိုင်အတွင်းမှာပိမိကအသက်ပေးလိုက်ရတဲ့ဝန်ထမ်းတွေအတွက်နင်နာကြီးပေးလာခဲ့တဲ့သင်းရွှေစင်ရွှေဆိုင်ပိုင်ရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြမဆယ်လီအင်ဆိုက်တာဘီချ်ကနေပြီးတော့ပြန်လည်လို့ချိုဆိုပါရယ်ငလင်ကြောင့်မို့အဆောက်အဦတွေအများကြီးပြိုကျပျက်စီးရသလိုလူတွေအများကြီးအသက်ပေးလိုက်ရတဲ့အဖြစ်ပျက်တွေထဲမှာသင်းရွှေစင်ရွှေဆိုင်ကလည်းပြဿနာတွေတိုက်ခဲ့ရတာပါပြင်မနာမှာဖွင့်လှစ်ထားတဲ့သင်းရွှေစင်ရွှေဆိုင်ကဝန်ထမ်းတွေကငလင်ကြောင့်ပြိုကျတဲ့အဆောက်အဦအောက်မှာပြိမိပြီးတော့အသက်ပေးလိုက်ကြရတာဖြစ်ပါရယ်ဒါအပြင်ရွှေ ဆိုင်ကိုလူမှဆွေးနာကြောင်းတကားကိုဆွဲပေးလိုက်တဲ့အတွက်ရွှေဆိုင်အတွဲမှာဝန်ထမ်းတွေပြိမိနေတာဆိုပြီးတော့ပြဿနာတွေတက်နေကြရတာပါအခုလိုသတင်းတွေထွက်လာတဲ့အချိန်မှာတင်းရွှေစင်ရွှေဆိုင်ဘက်ကချက်ချင်းမတုံ့ပြန်လာခဲ့ပါဘူးနှစ်ရက်လောက်အကြာမှာတော့ဆိုင်ရှင်ဘက်ကနေဆိုင်ရဲ့တကားကိုပိတ်ချလိုက်ရတာမျိုးမရှိဘူးလို့ရှင်းလာခဲ့တာပါသူတို့အနေနဲ့ဆိုင်တကားကိုပိတ်လိုက်တာမျိုးမဟုတ်ပဲဘေးအဆောက်အဦတွေကဆိုင်ကိုပိတ်သွားတာကြောင့်သာဝန်ထမ်းတွေကအသက်ဆုံးရှုံးသွားရတာဆိုပြီးတော့ဖြေရှင်းထားခဲ့တာဖြစ်ပါတယ်လူအများကတော့ဆိုင်ရှင်တွေနဲ့အခု လိုထိုင်ပြီးတော့ဖြည့်ရှင်တာမျိုးထက်ငလင်ကြောင့်ကွယ်လွန်သွားရတဲ့ဝန်ထမ်းတွေကိုဘာမှတာဝန်ယူမှုမရှိဘူးလားလို့မေးခွန်းထုတ်ခဲ့ကြပါရယ်။ဒါကြောင့်မို့လဲရွှေဆိုင်ပိုင်ရှင်ဘက်ကသူ့အနေနဲ့နင်နာကြီးလိုသဘောမျိုးနဲ့ငွေသားတွေလည်းလှူဒန်းပေးမှဆိုပြီးတော့ပြောလာခဲ့ပါရယ်။ဆိုင်ရှဲကသူပြောခဲ့တယ်လို့ဝန်ထမ်းတွေရဲ့မိသားစုကိုထောက်ပံ့တာမျိုးတွေလုပ်ခဲ့ပါရယ်။ပြည်မနာဆိုင်ကွဲမှာပါသွားခဲ့တဲ့ဝန်ထမ်းတွေကအေယာဝရီတိုင်းအတွင်းမှာရှိတဲ့ဝန်ထမ်းတွေများပါရယ်။ ်သက်သိမ်ပိုကလေးငပူတော်ကျောင်းကုန်ပြင်မနာမျိုးနယ်ကဝန်ထမ်းတွေအထက်ဆိုင်းပိုင်ရှင်ဒေါ်တင်းတင်းကနိုင်ရီအင်းလေးကိုကိုရိုင်းသွားရောက်ခဲ့ပါတယ်မိသားစုကိုလှုပ်ကြွေးနေကြတဲ့ဝန်ထမ်းတွေဖြစ်တာမို့မိဘတွေကတော့ဒီအဖြစ်ဆိုးကြီးကိုလက်မခံနိုင်သလိုယူချိုးမရလဲဖြစ်နေကြပါတယ်ဒါသမီးတိုင်းကမိဘတိုင်းအထွတ်တော့အဖိုးတန်ရတနာလေးတွေဖြစ်ကြပါတယ်အဖိုးတန်ရတနာလေးတွေဖြစ်တာမို့မိဘတိုင်းအထွတ်တော့အကြီးမားဆုံးဆုံးရှုံးမှုကြီးဆိုလဲမမားပါဘူး ငလင်လုံနေတဲ့အချိန်မှာဒါသမီးတွေကမိဘတွေကိုအရင်ဆုံးသတိရတာမျိုးလဲရှိတယ်လို့မရတာမျိုးလဲရှိကြတာဖြစ်ပါတယ်။ဒါပေမဲ့မိဘတွေအတွက်ကတော့ဒါသမီးတွေကိုအရင်ဆုံးသတိရပြီးတော့အသက်နဲ့တောင်ရင်းပြီးတော့အကာအကွယ်ပေးကြတာတွေလည်းအများကြီးပါ။ဒါကြောင့်မို့အကြီးမားဆုံးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတဲ့ဝန်ထမ်းတွေရဲ့မိသားစုကိုတမိသားစုကိုဒိန်း300စီဆိုင်းပိုင်ရှင်ဒေါ်တင်တဲ့ရထောက်ပံ့ပေးခဲ့ပါတယ်။တအိမ်တော်စုကိုဒိန်း300နဲ့ငွေကြေးထောက်ပံ့မှုပေးတဲ့အချိန်မှာဆိုင်းရှင်ကိုယ်တိုင်တအိမ်ချင်းစီကိုလိုက်ပြီးတော့ပေးခဲ့တာဖြစ်ပါတယ်။ မိသားစုဝင်တွေကတော့ဆိုင်ရှင်ပေးတဲ့ငွေတွေကိုလည်း ဝမ်းသာအားရတဲ့ယူနိုင်စွမ်းမရှိပါဘူးစိတ်ပြည့်အာရုံမှုတွေနဲ့ဒီဖြစ်ပျက်ကြီးအပေါ်မှာခံနိုင်ရင်လည်းမရှိကြတော့ပါဘူးဒါအပြင်ကွယ်လွန်တော်တဲ့အမျိုးသမီးဝန်ထမ်းတယောက်ဆိုရင်လည်းမကြခင်မှာနေဆက်မှာလုံးလုံးနေတဲ့ချစ်သူနဲ့လက်ထပ်ဖို့အစီအစဉ်ထားခဲ့တာပါချစ်သူနှုတ်ဦးနေနဲ့ပေါင်းဆက်ဖို့မျှော်မှန်းထားပေမဲ့လည်းအဆုံးသတ်မှာတော့ခွဲခွာခြင်းနဲ့သာရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်ချစ်သူကောင်လေးကကွယ်လွန်တော်တဲ့ချစ်သူကောင်မလေးရဲ့အလောင်းရှိမှာမခွာရန်ထိုင်နေခဲ့တာပါနှစ်ရက်လုံးလုံးဘာမှမစားမသောက်ပဲချစ်သူကောင်မလေးဘေးနားကနေမခွာဘဲနေနေခဲ့ရလို့သိရပါ ါရယ်။ဒိန်းသုံးရထောက်ပံ့ပေးလာတဲ့ဆိုင်ရှင်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းမြန်မာ Selling Insider Page ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါရယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။